မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တပိတ်ချင်းမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကစစ်တပ်ကပြန်ရသွားတယ်လေးမိုင်ကန်တာကြီးပါကစစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကပြန်လဲထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တော်လိုင်းတပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့တပိတ်ချင်းမြို့နယ်ကလေးမိုင်ကန်တာရွာကို စစ်ခွေးတပ်ကဇွန်လ12ရက်နေ့မှာ ပြန်လည်ရရှိခဲ့ပြီးတဲ့နောက်တော်လိုင်းတပ်တွေကဇွန်လ18ရက်နေ့မှာပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့အဲ့ဒီဒေသကတော်လိုင်းအဖွဲ့တခုရဲ့တာဝန်ရှိသူကပြောပြထားပါတယ်လေးမိုင်မှာကျန်းနေတယ်တော်တော်လေးကိုကျန်းနေတာပါတော်လိုင်းတက်တွေပြန်ပြီးတော့တိုက်နေတာလို့၎င်းကရှင်းပြထားပါတယ်ဒါအပြင်တပိတ်ချင်းမြို့နယ်ရဲ့ ခဏမှန်ယူဟာကစစ်ကောင်စီရဲ့စခန်းကိုလည်းတော်လိုင်းတက်တွေကတိုက်ခိုက်နေတယ်လို့ရှေ့တန်းရောက်ရဲဘော်တအုပ်ကပြောပါတယ်ခဏမှန်ချင်းယူဟာမှာစစ်ခွေးတက်ရဲ့လျှက်စစ်အင်ဂျင်နီယာတပ်စခန်းရှိပြီးတော့ပြီးခဲ့တဲ့ဇွန်လဇန်းကစပြီးခဏမှန်ချင်းယူဟာကလျှက်စစ်အင်ဂျင်နီယာတပ်စခန်းနဲ့တွင်းငယ်ချင်းယူဟာကအမတ်ဆက်သုံးတက်မတော်တမ်းမြေလေးချင်းအေးကြောင်းတာတာကဆက်သုံးတို့မှာစုဝေးနေတဲ့စစ်ခွေးတွေကစစ်ကြောင်းထိုးထွက်လာရကနေတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားခဲ့တာလို့တော်လိုင်းရဲဘော်ကရှင်းပြထားပါတယ်ခဏမှန်ကနေထွက်လာတဲ့စစ်ခွေးတွေဟာ တပိတ်ချင်းမြို့အရှိဘက်က၄မိုင်ခန့်အကွာက၄မိုင်ကန်တာယာရွာအထိ ရောက်ရှိလာတာလို့သိရပါတယ်။အဲ့ဒီလမ်းပိုင်းက၆မိုင်နဲ့၅မိုင်ချင်းရွာတွေကိုစစ်ခွေးတပ်ကသိမ်းပိုက်ရရှိခဲ့ပြီးတော့ဇွန်လ12ရက်နေ့က၄မိုင်ကန်တာချင်းရွာကိုထပ်မံပြီးတော့သိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်တော်လိုင်းတပ်တွေဟာအခု၄မိုင်ရွာကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်မန္တလေးမြို့နယ်ကားလန်အတိုင်းဆိုရင်မိုင်80ကျော်လောက်ကွာဝေးတယ်တပိတ်ချင်းမြို့ကိုတော်လိုင်းတပ်ဖွဲ့တွေက9ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက်ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ25ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ့်ပိုက်ရရှိခဲ့တာလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်တပိတ်ချင်းမြို့ကိုသာတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကသိမ့်ပိုက်ရရှိခဲ့တာဖြစ်ပြီးတော့မြို့နယ်တစ်ခုလုံးရဲ့စစ်ကောင်စီရဲ့စခန်းအားလုံးကိုတော့မသိမ့်ပိုက်နိုင်ခဲ့ဘူးလို့ပြောပါတယ်တပိတ်ချင်းမြို့သိမ့်တိုက်ပွဲကနေထွက်ပြေးလာတဲ့စစ်ခွေးတွေဟာ ခွန်နမိုင်ကလျက်စစ်အင်ဂျင်နီယာတပ်ဆက်ခန်းနဲ့ဒပိတ်ချင်းမြို့နယ်26မိုင်กว่าဝေးတဲ့တွင်းငယ်ချေးရွာကအမတ်ဆက်3တက်မတော်တမ်းမြက်လေးကျင်ရေးချောင်းတပ်တပ်ကဆက်3မှာတွားရောက်ပြီးတော့စုဝေးကြသလိုစစ်တပ်ကစစ်ကူပို့ပေးတဲ့စစ်သားတွေနဲ့လည်းပေါင်းပြီးခံစစ်ပြင်ဆင်နေတာဖြစ်တယ်လို့သိရပါဗျ။ တပိတ်ချင်းမြို့သိန်းတိုက်ပွဲအတွင်းမှာစစ်ခွေးတပ်ဘက်ကဒုဗုံမူကြီးဆုံမင်းသူနဲ့စစ်တုံးမန်းတွေကိုဖမ်းမိခဲ့ပါတယ်လက်ရှိမှာမန္တလေးတိုင်းအတွင်းကတပိတ်ချင်းနဲ့မရိယာမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ခွေးတပ်ဘက်ကလေကြောင်းကနေအပြင်းထန်ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်စစ်ခွေးတပ်ဟာဇွန်လ12ရက်နေ့ညပိုင်းကလည်းတပိတ်ချင်းမြို့နယ်ကလက်ကျကျေးရွာနဲ့ဇေယျကွင်းရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ဒေသခံပြည်သူ၄ဦးဒဏ်ရာရရှိခဲ့ပြီးနေအိမ်တချို့လည်းပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကလာမယ့်ရွေးကောက်ပွဲအပြီးမှာပေါ်ပေါက်လာမယ့်အစိုးရအသစ်မှာတမရအဖြစ်နဲ့ငါးနှစ်တက်တန်းတာဝန်ထမ်းဆောင်မယ်ဆိုတဲ့သတင်းများဟာနေပြည်တော်စစ်ခွေးတပ်ဘက်ကအတိုင်းဝိုင်းမှာကြဲကြဲပြန့်ပြန့်လက်ခံပြောဆိုလာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကလာမယ့်ဒီဇင်ဘာလကနေဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲပြီးတော့ပြုလုပ်မယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုလာပြီးတဲ့နောက်မေလာအတွင်းမှာရွေးကောက်ပွဲမှာပါဝင်ရှင်ပြန်ရန်ဆန္ဒပြုလိုတဲ့စစ်ဘက်နဲ့ရပ်ဘက်ကအရာရှိကြီးများရဲ့စည်ရင်းများကိုတောင်းခံခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတောင်းခံမှုများလှုပ်ဆောင်လာချိန်မှာနေပြည်တော်စစ်ဘက်အတိုင်းဝိုင်းမှာမင်းအွန်လိုင်းကသမရတတ်တန်း9နှစ်တာဝန်ထမ်းဆောင်ပဲဆိုတဲ့သတင်းများကြဲကြဲပြန့်ပြန့်ပြောဆိုလာနေခြင်းဖြစ်တယ်လို့သိရပါဗျ။မင်းအွန်လိုင်းကအသက်အရွယ်အရတိုင်းပြည်အတွက်အများကြီးလှုပ်ပေးနိုင်သေးတယ်။အဲဒါကြောင့်သမရ၅နှစ်တက်တန်းတစ်ခုတော့သူ့အနေနဲ့နိုင်ငံတော်အတွက်လှုပ်ပေးခြင်းသေးတယ်ဆိုတာမျိုး NASA ကအစည်းအဝေးတွေမှာအလွတ်သဘောမျိုးထွက်ပြောတာတွေရှိပါတယ်သူအနေနဲ့တိုင်းပြည်အတွက်အလုတ်ဆက်လုတ်ပေးကျင်တဲ့ဆိုတာမျိုးကိုထုတ်ပြောတယ်လို့တာအတိုင်းဝိုင်းမှာကြဲကြဲပြန့်ပြန့်သုံးသပ်ဆွေးနွေးလာကြပါတယ်အခုလဲသူကယာယီတမနာတာဝန်ကိုထမ်းဆောင်နေတာမို့လို့တမနာလုတ်ဖို့သူဆုံးဖြတ်ထားရင်တော့မဖြစ်လာနိုင်စရာမရှိဘူးလို့နေပြည်တော်စစ်ခွေးတပ်ဘက်ကသတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိအသက်69နှစ်ရှိနေပြီဖြစ်တဲ့စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ တမတော်သားလွတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကတင်မြှောက်တဲ့ဒုတိယတမတော်အဖြစ်ကနေကျန်းဖို့ကိုယ်စားလှယ်အများစုပါဝင်လာမယ်ပြည်ထောင်စုလွတ်တော်ကတမတော်အဖြစ်နဲ့ရွေးချယ်တင်မြှောက်နိုင်ခြင်းရှိတယ်လို့ကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်တစ်ခုကလည်းပြောပါတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့အင်အားကောင်းကောင်းရွေးကောက်ပွဲဝင်နိုင်မဲ့ပါတီကပြည်ခိုင်ဖြိုးကလွဲရင်ဘယ်ပါတီမှမရှိပါဘူးရွေးကောက်ပွဲမှာလည်းပဲပြည်ခိုင်ဖြိုးပါတီကပဲအောင်ပွဲဝင်နိုင်မယ်လို့အပြည့်အဝယုံကြည်ပါတယ်မင်းအောင်နိုင်အနေနဲ့သူသာတမရလှုပ်ချင်နေဆိုရင်တမရတော်သားလွတ်တော်ကိုယ်စားလှယ်နဲ့ ပြည်ခိုင်ပြုတ်လွတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းပြီးတော့တင်မြောက်ရယ်သမရလမ်းကြောင်းကဖြောင်ပြူးနေတာပဲလေသမရအဖြစ်နဲ့တင့်တော်တာကလည်းသူကလွဲရင်ဘယ်သူမှမဖြစ်နိုင်ပါဘူးသူပဲသမရဖြစ်လာနိုင်စရာရှိတယ်လို့မြင်တယ်လို့ကျန့်ဖို့ပါတီဝင်များကပြောဆိုထားပါတယ်လက်ရှိကျန့်ဖို့ပါတီမှာမင်းအောင်လှိုင်ရဲ့အနီးကလူယုံဖြစ်တဲ့ခင်ရီဥက္ကဋ္ဌယာတို့ကိုရယူထားပြီးတော့စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်က2022ခုနှစ်အော်တိုဝါလာအတွင်းမှာသမရဦးသိန်းစိန်ခန့်အပ်ခဲ့တဲ့ကျန့်ဖို့ပါတီဥက္ကဋ္ဌ တန်းသေးကိုဥက္ကဋ္ဌရာဓုကနေပြီးတော့နှုတ်ထွက်စေခဲ့က၎င်းရဲ့လူယုံခင်ကြီးကိုဝင်ကြီးတာဝန်ကနေအနာပေးကကျန့်ဖို့ပါတီဥက္ကဋ္ဌအဖြစ်နဲ့ခန့်အပ်ခဲ့တယ်လို့သိရပါတယ်ကျန်းဖို့ပါတီရဲ့ဗဟိုအလုံးမှုဆောင်အများစုဟာလဲစစ်တပ်အရာရှိဟောင်းများဖြစ်တဲ့အပြင်အ धिक အရေးကြီးတဲ့ဒုတိယဥက္ကဋ္ဌတစ်ရာဒူးကို2022ခုနှစ်အော်တိုဘာလ28ရက်နေ့ကဒုဗိုလ်ချုပ်ကြီးမျိုးစော်သိန်းကို၎င်းကျန်းဖို့ပါတီအတွင်းရေးမှူးအဖြစ်ဗိုလ်ချုပ်ဟောင်းတောင်းဝေးကို၎င်းမင်းအွန်လိုင်းကခန့်အပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် ုတိယဗိုလ်ချုပ်ကြီးအောင်စိုးကိုလည်းကျန်းဖို့ပါတီရဲ့ဗိုလ်အလုံးမှုဆောင်နဲ့နိုင်ငံတကာရွေးရကော်မတီတာဝန်ခံအဖြစ်နဲ့အသွင်ပြောင်းပြီးတော့စစ်ဘက်ယာရုတာဝန်များကနေကျန်းဖို့ပါတီဘက်ကိုပြောင်းရွှေ့စေခဲ့ရာကျန်းဖို့ပါတီရဲ့ဗိုလ်အလုံးမှုဆောင်ကော်မတီမှာမင်းအောင်လိုင်ရဲ့လူယုံများကထိပ်ပိုင်းယာရုကြီးများကိုတင်ပိုက်ထားတယ်လို့သိရပါတယ်မင်းအောင်လိုင်ကတမရအဖြစ်နဲ့တာဝန်ယူပါကတမရကာကွယ်ဦးစီးချုပ်ယာရုကိုသူ့ရဲ့လူယုံဖြစ်တဲ့လက်ရှိတမရညှိနှိုင်းကိုကေးရေးမှု ဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုပေးအပ်ဖွယ်ရှိတယ်လို့စစ်ခွဲတပ်အတိုင်းဝိုင်းများကတုံ့တက်ပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစိန်ကူးမြို့အတွင်းကိုဝင်ရောက်လာတဲ့စစ်သည်မောအုပ်စုကိုအကာအကွယ်ပေးရန်အကြမ်းဖက်စစ်ခွေးတပ်ကထုံးကြီးရွာကို112လေယာဉ်နဲ့15ချိန်ဘုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်9:55မိနစ်ခန့်အချိန်မှာဝက်လက်မြို့နယ်အရှိချမ်းရှိမကားရွာအရှိဘတ်မှာကြောက်ချထားကရပ်တန့်ထားတဲ့စစ်သည်မောအုပ်စုကိုအကာအကွယ်ပေးရန်အကြမ်းဖက်စစ်ခွေးတပ်ကထုံးကြီးရွာကို112လေယာဉ်နဲ့15ချိန်ဘုံးကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ ဲ့ဒီဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ကနအူးသိရတော့လဲအသေးစိတ်အခြေအနေကိုတော့ထပ်မံပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်ဒီကနေ့မနေ့9:55မိနစ်မှာထုံးကြီးရွာကိုစစ်ခွေးတပ်က112လေးရင်နဲ့ဘုံ15ချိန်ကျဲချတိုက်ခိုက်သွားပါတယ်ပြည်သူတွေအထိခိုက်မရှိဘူးလို့တော့ကနအူးသိရပေမဲ့မြေပြင်အခြေအနေအတိအကျကိုကျွန်တော်တို့ထပ်သိရဖို့အတွက်ထပ်မံစုံစမ်းနေပါတယ်လို့စေကူးမြို့နယ်ပတ်ကဖသတင်းတာဝန်ခံကိုတန်မဏိကရှင်းပြထားပါတယ် အခုလိုမျိုးလေကြောင်းတိုက်ခတ်မှုပြုလုပ်ပြီးတဲ့နောက်အကြမ်းဖက်စစ်သင်္ဘောအုပ်စုဟာစင်ကူးမြို့နယ်အတွင်းမြေကြောင်းအတိုင်းဆန်တက်လာပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့မြေကမ်းတစ်လျှောက်ကိုရန်တမ်းပစ်ခတ်နေတယ်လို့သိရပါတယ်။မနေ့ကလည်းအကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းကနေပြီးတော့ဗုံးကျဲတိုက်ခတ်ခြင်းကြောင့်ဝက်လက်မြို့နယ်နဲ့စင်ကူးမြို့နယ်အဆက်မှာရှိတဲ့ရှားကွဲရွာ၊ငပတ်ချောင်းရွာနဲ့ရေလံမော်ရွာကပြည်သူများတိတ်ဆုံးခဲ့ပြီးဒီကနေ့မနေ့အစောပိုင်းမှာရေလံမော်ကြီးရွာကို120မမဘုံလေးလုံးနဲ့ထမှန်ကျဲချတိုက်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်ရေးလယ်မော်ရှားခွဲရွာနယ်ငပတ်ချောင်းရွာတို့ကို စစ်လေရင်နဲ့ဘုံကျဲချမှုကြောင့်ဒေသုံသူတွေတဲကပြည်သူ15ဦးရဲ့အလောင်းများကိုကောက်ယူရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇော်လိုင်လ18ရက်နေ့ညနေ9နာရီအချိန်မှာဝက်လက်မြို့နယ်ရှားခွဲရွာရေးလဲမော်ရွာနယ်ငပတ်ချောင်းရွာများကိုဘာတိုက်ပွဲမှမရှိဘဲနဲ့စစ်လေရင်နဲ့အကြောင်းမဲ့တတ်တတ်ဘုံကျဲချခဲ့ရာပြည်သူများတေဆုံးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတေဆုံးသူတွေထဲမှာတကြီးရွယ်အိုအမျိုးသမီးများပါဝင်ပြီးတော့လက်တလုံးပြည်သူအလောင်း15လောင်းကိုကောက်ယူရရှိထားတယ်လို့သိရပါဗါတယ်။ ပြည်သူတွေစစ်ရှောင်နေကြပါတယ်မနေ့ကညနေပိုင်းမှာစစ်လေရင်နဲ့ဘုံကျဲချတာမှာငပတ်ချောင်းရွာကပြည်သူ၉ဦးရေလမော်ရွာကပြည်သူ၁ဦးရှားခွဲရွာကပြည်သူ၅ဦးစုစုပေါင်း၁၅ဦးရဲ့အလောင်းတွေရရှိထားပါတယ်ဘာတိုက်ပွဲမှာဖြစ်ပွားတာမရှိပါဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင် ီကနေ့ဇွန်လ16ရက်နေ့မနက်9:00နာရီအချိန်မှာလဲဒရဲဦးကနေတက်လာတဲ့112လေးရဲနဲ့ဝက်လက်မြုပ်နဲ့ရေလံမော်ချေးရွာကို120မမဘုံလေးလုံးကျဲချခဲ့ပြီးတော့စင်ကူးမြုပ်နဲ့ထုံးကြီးချေးရွာကိုလည်းလေးချောင်းတိုက်ခတ်မှု15ချိန်ပြုတ်လုခဲ့တယ်လို့ဒေသခံများထံကသိရပါဗျ။မနက်ကရေလံမော်က၄ဦးဒဏ်ရာရထားတယ်ဗျ။အရှိတ်ကန်ထုံးကြီးကအချိန်ကြီးများတော့ ထိခိုက်တေဆုံးမှုရှိနိုင်တယ်မနေ့ကတေဆုံးသူတွေထဲမှာတေဆုံးသူတွေရဲ့အသက်အရွယ်ကတော့အတိအကျမသိရသေးဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တာချီလေးမြို့မဲခေါင်ရက်ကွက်မှာဇွန်လ18ရက်နေ့နေ့လယ်12နာရီလောက်ကလူငယ်၂ယောက် ကာရာအိုကေ KTV သွားဖို့အတွက်နေရရွေးရင်စကားများရန်ဖြစ်ရာကနေတငယ်ချင်းဖြစ်သူကိုတနက်နဲ့ပြစ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေ့လယ်၁၂နာရီလောက်ကတာချီလေးမြို့နယ်မဲခေါင်ရက်ကွာမဲခေါင်ခွနလမ်းမှာလူငယ်၂ယောက်စကားများရန်ဖြစ်ရာကနေပြစ်ခတ်မှုဖြစ်ပွားပြီးတော့တနက်နဲ့ပြစ်ခတ်ရတဲ့လူငယ်ကိုရဲတွေကတာချီလေးမြို့နယ်ဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့ဆေးရုံမှာတေဆုံးသွားတယ်လို့မြို့ကန်တယောက်ကပြောပြထားပါဗျ။ ပါဝုံးရွာဘက်မှာနေတဲ့သူတွေကားနဲ့အတူတူလာတာအချင်းချင်းစကားများပြီးတော့တနတ်နဲ့ပြစ်တာတယောက်ထိသွားတယ်ရဲတွေလာတဲ့အထိမသေးသေးဘူးဆေးုံရောက်မှတေးသွားတာပြစ်တဲ့သူကလည်းညနေကမိသွားပြီလို့ပြောပြထားပါဗါးအခင်းပြစ်တဲ့နေ့ကတာချီလေးမျိုးနဲ့ပါဝုံးချင်းပါနေတငယ်ချင်းဖြစ်သူကိုဆိုင်ရန်နဲ့ KTV မှာတချင်းသွားဆိုဖို့နေရရွေးရင်တဲ့စကားများရန်ဖြစ်ရာကနေပြီးတော့ကိုဆိုင်ရန်ကလက်သီးနဲ့ထိုးလို့တနတ်နဲ့ပြန်ပြစ်ခဲ့တာဖြစ်တယ်လို့ပြစ်မှုကျူးလွန်သူကရဲစခန်းမှာထွက်ဆိုခဲ့ကြောင်းရဲတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပြထားပါဗါး KTV သွားဖို့နေရာရွေးရင်တငယ်ချင်းချင်းချင်းစကားများတယ်တယောက်ကလက်သေးနဲ့ထိုးတယ်တယောက်ကတန်းတန်းနဲ့ပြန်ပစ်တယ်ပစ်ခါတဲ့သူတွေသေးတယ်ပစ်တဲ့သူကအရင်ကလက်နက်မှုနဲ့ထောင်ချဘူးတယ်လွန်ငိမ့်နဲ့ပြန်လွတ်လာတာမကြသေးဘူးအခုမှထပ်ပြီးတော့လူတက်မှုထပ်ဖြစ်တာလို့ရှင်းပြထားပါတယ်တနက်နဲ့ပြစ်ခတ်ခဲ့တဲ့ကိုဆိုင်ကြောက်ဟာ2024ခုနှစ်ဇန်နဝါရီလကလက်နက်မှုနဲ့ထောင်ချခဲ့ပြီးတော့နိုဝင်ဘာလမှာလွန်ငင်းချမ်းသာကွင်းနဲ့ပြန်လွတ်လာသူဖြစ်ပြီးအခုတော့သူ့ကိုတာချီလိတ်မြို့မှာရဲစခန်းက ပုံမှန်300နှစ်နဲ့အမှုဖွင့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရေရာရှည်မြို့နယ်ရွာတစ်ကျေးရွာအထိုင်းစခန်းကစစ်သားတအုပ်ဟာလက်နက်ခဲများနဲ့အတူထွက်ပြေးလာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ9ရက်နေ့မနက်9:00ခန်းအချိန်မှာရေရာရှည်မြို့နယ်ရွာတစ်ချေးရွာအထိုင်းစခန်းမှာ တာဝန်ကျနေတဲ့တပ်သားမင်းဟင်းကျော်ဟာ MA1 အမျိုးအစားတပ်နဲ့တလက်ကြီပေါက်၃ခုကြီးစံ112တောင်းတို့နဲ့အတူစခန်းကနေထွက်ပြေးလာပြီး အလင်းဝင်ရောက်ရန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကင်းယူထားတဲ့နေရာအနီးကိုညအောင်မောင်ကိုအခွင့်ကောင်းယူပြီးတော့ချင်းကပ်လာခဲ့တယ်လို့သိရပါဗျ။သူက ကျွန်တော်တို့တပ်တွေရှိတဲ့ကင်းပွိုင်တွေဘက်ကိုတယောက်တည်းညပိုင်းကလေးကချင်းကပ်ပုံးခုပြီးတော့မနက်စောစောမှာ ကြည်စံကြည်ပေါက်ကိုဖြုတ်ပြီးတော့ပွိုင်ထဲကိုဝင်လာတာကျွန်တော်တို့ရဲဘော်တွေကသူ့ကိုကင်းမုံကနေစောင့်ကြည့်ပြီးတော့နားကတ်ခွင့်ပေးခဲ့တယ်ပြီးတော့လက်နက်ဖြုတ်သိမ်းပြီးတော့အလင်းဝင်ခွင့်ပြုတာပါလို့အမှတ်နဲ့စစ်စင်ရေးနယ်မြေနေပြီးတော့တိုင်းစစ်ဌာနစစ်တောင်းမြေဝန်းရေတာရှင်စစ်စင်ရေးတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အခုလိုအလင်းဝင်ရောက်လာတဲ့တပ်သားမင်းဟင်းကျော်ဟာစစ်မှုထမ်းတပ်သားအဖြစ်နဲ့စူးစောင်းခံရသူမဟုတ်ပဲ ်အင်းတကောင်မျိုးအခြေစားအမှတ်906စစ်မြေပြင်အင်ဂျင်နီယာတိုင်ရင်ကအမြဲတမ်းတပ်သားတအုပ်ဖြစ်ပြီးတော့လုံသက်6နှစ်ရှိတဲ့စစ်သားတအုပ်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းအဝါကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ